ဲကျွန်တော် JCZ ရဲ့ JCZ production လုပ်ထားတယ်ပေါ့နော်အမှတ်သမဲ့လားအမှတ်သမဲ့တခြင်း loop brain တို့ဆိုထားတဲ့အမှတ်သမဲ့တခြင်းကို remake ပုံစံလေးလုပ်ထားတယ်ပေါ့နော်ဒီ JCZ ရဲ့ဟိုပုံစံအကုန်လုံးကြီးတော့မဟုတ်ပေါ့ဒီသူ့လောက်ကြီးတော့ဆရာမကြောက်ဘူးပေါ့နော်ဒါပေမဲ့အတိုင်းအတာတစ်ခုပေါ့နော်ဟိုအပြင်းပြင်းကျွန်တော်နဲ့အတူတူလုပ်ကြည့်အောင်ပေါ့ဒါကျွန်တော်လုပ်ထားတဲ့ဟာပေါ့ကျွန်တော်ဖွင့်ပြမယ်နော် ီလိုလေးပေါ့နော်ပထမဆုံးသူ့ရဲ့ intro ကကြတော့ဒူဒူဒူအဲဒါကိုဒီကောင်ကဒါကျွန်တော်ဒီကောင်ဘယ်ရလဲဒီ logic မှာရှိတဲ့ sample တဲက sample တဲက string C string acoustic guitar လေးပေါ့နော်လောက်ထားတယ်ပေါ့နော်သူကဘယ်လိုပုံစံမျိုးလဲဆိုတော့ဒီမှာကြည့်ကြည့်အဲဒါဟိုပဲသွားတာပေါ့နော် ဒါ intro ပေါ့ intro ဘယ်ဟာလေးတုံးဆိုပြကြကြည့်ပြကြည့်မယ်ဟုတ်ဒီမှာဒီမှာဆိုရင်ဟိုဟာလေးတွေ call လေးတွေကိုပုံရိုက်ကြည့်ကြည့်ပေါ့နော်ဒီဒီဒီဟိုဟာလေးပဲဒီ၄ဘာစာ၂ဘာစာ ပေါ့ပြောရရင်တော့၂ဘာစာလေးပေါ့ဒီမှာ call ပိုင်း color call ပိုင်း midi channel ဒီမှာဆိုရင်ဒါ level လေးတွေကြည့်ကြည့်လေးပေါ့နော် ဲနောက်တစ်ခုကကြလဲဒီကောင်အတိုင်းပဲဒါပေမဲ့တိုက်ချလေးပို့ရအောင်ပေါ့နော်ဒီကောင်ကနည်းနည်းလေးပို့ပြီးတော့မှဒီ mid miss ကိုပို့ရအောင်ဒါအတူတူပဲ။ဒါပြီးတော့မှနောက်တစ်ခုကကြတော့ဒီတူတူတူဆိုတဲ့ဟာလေးပေါ့နော်။ဒီ။อืม ဒီကောင်ကကျတော့ဘယ်ကနေတော့ဆိုတော့ဒီ piano တဲကဒီ piano တဲဟာကျွန်တော်နည်းနည်းလေးချိန်ထားပါဘောเนาะဒီ logic ရဲ့ stop plugin ပဲဒါကျွန်တော်ဒီဟာလေးတွေတိုက်ခြားလေးတွေနည်းနည်းလေးထည့်ထားပါဘောမထည့်လည်းရပါတယ်ကျွန်တော်နည်းနည်းလေး favor လေးပေါ့เนาะဒီမှာဒီဒီ key လေးကြည့်ကြည့်ပါအင်းဒါလေးပေါ့နော် ီဒီဒီနှစ်ခုနားထောင်ကြည့်မလားဒါပြင်သူ့ရဲ့ဟိုဟာလေးပေါ့ဘယ်လိုပြောမလို့ဒီကောင်ကြတော့ကက်ချီကက်ချီဆိုင်နဲ့ကက်ချီပေါ့နော်ဒီကောင်ကဒီတချင်းတစ်ပုတ်လုံးပါမဲ့ဟာလေးသူ့ကြတော့ genealogy က ါလေးလဲ FN Speckle လေးကိုဒါကျွန်တော်ယူပြီးတော့မှတုံးထားပါဘောเนาะသူကကြတော့ဘယ်လိုပုံစံမျိုးလဲဆိုဒီမှာဒီမှာလေးကြည့်ကြည့်လိုက်ဒီနှစ်ဘာစာပေါ့เนาะနှစ်ဘာစာပဲပြောရတာဒါကြည့်တော့အကုန်လုံးကြီးတော့တူမယ်လို့တော့မထင်ဘူးပေါ့เนาะဒါပေမဲ့မစိုးဘူးပေါ့เนาะဒီဒီဒါ remote ပြန်လုပ်ကြည့်အောင်ပေါ့เนาะသူ့ရဲ့ truck ကိုကျွန်တော်ပြန်ကြည့်ပြီးမှာ ဒါအကုန်လုံး intro လေးချင်းပြန်နားထောင်ကြည့်မယ်နော်ဆိုဒီဟိုဟာလေးရကြတော့ဒါကျွန်တော်ဒီကောင်ရဲ့ဟိုဟာရဲ့ဗာလဲ logic ရဲ့ဒါလဲ stop black in ပဲဒီမှာ star string လေးကိုကျွန်တော်တုံထားတာပေါ့နော် ီမှာဒါဒါဘီကီလေးပေါ့နော်ဒါနည်းနည်းလေးကြိုက်လို့ပေါ့နော်ဒါပြီးရင် तू ကဒီကော့ရက်မှာကြတော့ तू ကဒီကော့တွေပြောင်းသွားဘလိုလေးပြဘလိုဘာဘလိုဖြစ်သွားတော့ဆိုတော့ तू ကကြတော့ကျွန်တော်ထင်တော့ဒီဟိုဟာဖြစ်မှာထင်တယ်ညာချစ်ကြည့်မယ် D C share B A image နဲ့တူอ่ะအဲ့လိုမျိုးသွားတာဒါအောင်မှကျွန်တော်တို့อ่ะဒီ ဒီကောင်စီလိုက်တာပေါ့နော်ဒီတုံးကူစီလိုက်တယ်တုံးကူဒီ major skill ကိုစီရပေါ့နော်ဒီ major skill စီပြီးမှဒီကောင်ကို F ကိုဒါကျွန်တော်တို့ဟိုဟာဖြစ်လိုက်တာပေါ့ဒါနောက်ထပ် optic တစ်ခုတင်ပေးလိုက်တာပေါ့နော်ဒီကောင်တွေကိုလည်း C sharp major ဆို major ဖြစ်အောင်လုပ်ပြီးမှဒီကောင် optic တစ်ခုတင်တယ်ပေါ့နော်ဒီဟာလေးကဒါကျွန်တော်ကြည့်ကြည့်လိုက်ပေါ့ဒီကောင်တစ်ခုတည်းကြည့်ကြည့်အောင် ဟိုဒီကောင်ဒီကောင်လည်းစောနာတော့အတိုင်းပဲအတူတူပဲအတိုင်းပဲကော့လေးတွေပြောင်းသွားပါဘောနော်ဒီကောင်နောက်တစ်ခုကျတော့ပို့ပြီးတော့မှတိုက်ချာလေးပါလာအောင်ဆိုပြီးတော့မှဒီကောင်ဒီဟာမှာထည့်ထားပါဘောနော်အဲဒါကောင် Xenology ရဲ့ Piano နဲ့ Soft Pad လေးပေါ့နော်ဒီ၃ခုနားထောင်ကြည့်မယ်နော်တခုရဲချင်းစီဆိုရင်နည်းနည်းအဲတိုက်ချာလေးတွေပို့ပြီးတော့မှ white fit အောင်ပေါ့နော် ဒီဟာလေးတွေကတော့အကုန်လုံးအတူတူပဲဒီနေရာမှာဒီ melody လေးတခုဝင်လာတာပေါ့နော်ဒီအဲဒီကောင်ကဒီလိုမျိုးလေးစီထားပါဘောနော်ကြည့်ကြည့်လိုက်ပေါ့ဒီကောင်ကဘယ်ရဟောင်းအုံထားဆိုတော့ဒီ ampe guitar ampe guitar ဟာဟာလေးတွေဟာလေးတို့ဒါကျွန်တော်ဟိုဟာဖြစ်ထားပါဘောနော်ယူပြီးတော့มาတုံထားနည်းနည်းလေးတူအောင်လို့ပေါ့နော်အကုန်လုံးကြီးတော့တူမယ်မထင်

ခြေစည်စက်ရဲ့ပုံစံအတိုင်းလေးမယိုးသွားအောင်လေးတွေနည်းနည်းလေးတွေပြောင်းတာလေးတွေတော့ရှိရပါတော့ဒီမှာဆိုရင်ဒါဘယ်လိုပြောမလဲအဲဒါပြီးရင်နောက်နောက်ဘားတွေကြတော့အကုန်လုံးကဒီအတိုင်းပဲတော့မှာဒူ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 ချက်အဲအဲ့လိုမျိုးလေးပဲတော့မှာပေါ့နော်ဒီကောင်ကကြတော့ဒါကျွန်တော်ကျွန်တော်စီမှာဒီ slide kit လေးတွေပေါ့နော်ဒီကျွန်တော်ကဒီဘက်မှာဆို sample ဆိုရင် sample file လေးတက်တက်ထားထားတာပေါ့အဲဒီကဒီကကဟိုဘက်ရောက်နေရဆိုကျွန်တော်ပြလို့မရတော့ဘူးပေါ့နော်နောက်တစ်ခုကကြတော့တူနည်းနည်းလေးတနေရာမှာကြတော့တူကပုံစံလေးဝင်လာတာပေါ့ဒီ part 1 part 2လေးမှာတူကဒီဒီ part 2မှာဝင်လာတာတခုနည်းနည်းထူးထူးခြားခြားလေးဝင်လာတာဒီလိုမျိုး န်ဒီတူတူတူဆိုအတန်လေးကဆောနာဟာနဲ့မတူတော့ဘူးသူကနည်းနည်းလေးပြောင်းသွားတယ်ဒါကြတော့အကုန်လုံးကြီးမတူပေမဲ့ဒီအတိုင်းတာလေးတစ်ခုပေါ့နော်ဒီဟာလေးရယ်ဒါလေးကိုနည်းနည်းလေးကီးပြောင်းလိုက်တယ်ဒီမှာဆိုရင်တူ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 အဲဒါပြီးရင်ဒီမှာဆိုရင်တူတူတူဒီကီးလေးတွေကြည့်ကြည့်လိုက်ပေါ့နော်ယူကြည့်လိုက်ပေါ့ ါပါပဲအဓိကတော့သူဒီဟာလေးတွေကိုထပ်ခါထပ်ခါသွားတယ်ဒီဟာမှာဆိုရင်ဒီ bridge မှာဆိုရင်သူနည်းနည်းလေးပြောင်းသွားတာ drum pattern လေးပြောင်းပေးသွားတာပေါ့နော်ဒီ snap snap လေးနဲ့ချက်ချက်နဲ့တွားတာပေါ့နော်။ကျန်တာတွေအကုန်လုံးကတော့ဒီတိုင်းလေးပဲကိုတွားတယ်။အဲဒီမှာဆိုရင် bass 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 ကျန်တယ်ပေါ့နော်။ဒီ bass မှာပြောပြမယ်။ bass မှာဆိုလဲ တကယ်တမ်းကတော့ဒီစွမ်းနာတော့ဟာဒီဟာကိုပဲဒီသူ့ရဲ့ key တွေကိုပဲဒီ D C B A ကိုပဲတွားတာပေါ့နော်ဒါပေမဲ့သူကဘယ်လိုပုံစံမျိုးလေးတွားတုံးဆိုတော့ဒီ base မှာကြည့်ကြည့်လိုက်မှဆိုရင်ဒီသူ့ရဲ့ optic လေးမြင့်ပြီးကြာမှသူကဆင်းသွားတဲ့ပုံစံမျိုးလေးတွားပါပေါ့နော်ဒီတစ်ခုတည်းပြန်နှာထောင်းကြည့်မယ် ဒါပဲပေါ့နော်ဒီမှာဆိုရင် तू ကသူ့ရဲ့ဟာလေးတွေနဲ့ပြောင်းသွားတာပေါ့နော်ဒီ chorus ဆိုရင်ဒီသူ့ရဲ့ဟာလေးတွေကကျတော့ drum pattern လေးတွေစီတယ်ဒီကောင်လေးတွေကိုစီတယ်ပုံစံလေးတွေမတူအောင်ပေါ့နော်တနေရာနဲ့တနေရာအဲ့လိုမျိုးလေးတွေဒါအခြေစိုက်ရဲ့ပုံစံအတိုင်းပဲလုပ်တော့ပါပေါ့နော်ဒါတစ်ချင်းတစ်ပုံလုံးပြန်နှားထောင်ကြည့်ရအောင်